ော့ကိုယ်စိတ်ထားကိုထားတတ်ဖို့တည့်ရည်ကြီးတယ်။ဘောင်းဝင်ရှင်လောကဥဟာသူအကုန်လုံးရှိနေတာမဟုတ်။ကိုယ်စိတ်ပေါ်မှာမူတည်ပြီးတော့ဝေယချင်းသဘောမျိုးဖြစ်နေနော်။ဒါတော့မနေ့ကလည်းခွန်ကြီးအဲ့ဒီချက်ကိုပဲရေးဆိုလို့ရှင်းပြရတယ်။ကိုယ်စိတ်ချပြောင်းသွားကိုမြင်ရတဲ့လောကပြောင်းသွား ကိုယ်စိတ်ချပြောင်းသွားတယ်လူတွေကကိုယ်သက်သာဖို့ပြောင်းသွားတယ်အဲ့ဒါကိုယ်တွေ့လို့ရှိမှတူကိုယ်မျောလင်းလို့မဖြစ်တဲ့အခါကိုယ်ကလည်းမလင်းမစားရင်းရင်းစံခိခိုက်ပုတ်ခတ်ပြီးတော့ပြောတဲ့အခါဆိုတော့ဘူးသူမစိုးစိတ်ဆိုးတယ်ရောသားဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါဒေါသနဲ့ပြန်မတုံ့ပြန်ဘူးအရေးကြီးပါ ပြဋိရှိဖို့လိုတယ်နော်နောက်တစ်ခုကဒုက္ခမမတွေ့တဲ့ခါကိုယ်စိတ်ကိုအေးထားတဲ့အချိန်လုံးကိုယ်စိတ်ရဲ့အခြေခံကအေးချမ်းနေတယ်ဆိုရင်ဒီအေးချမ်းနေတဲ့ဓာတ်တဘာဝဘာမှမရှိဘူးပြတ်တော့ဘာမှသာစရတာပြောနေလို့မလိုဘူးကိုရနေပုံထိုင်ပုံပြောပုံဆိုပုံစကားလုံးအတုံးတုံးကစားအေးချမ်းတဲ့စကားလုံးတုံးတုံးပါးစပ်ကထွက်လာတဲ့ အသံတုံးကစားတို့ရာချေတာတက္ကံကနော်ခေါ်ရတဲ့အသံကစားဒေါသတံပေါ့မြစ်တာအသံပါလဲခေါ်ပါမယ်တစ်ဖက်သားကိုလေးလေးစစပြောတာဖြစ်နေတယ်ပြီးတော့နားထောင်တဲ့ခါမှာလဲစိတ်ပါလဲပါလေးလေးစစနားထောင်တယ်လူတော်များရဲ့ဆက်ဆံရေးမှာအခက်အခဲတွေအများကြီးရှိရတာအကြောင်းရင်းတစ်ခုပါတိရိစ္ဆာန်နားမထောင်ဘူးဘုသူ့ဖြစ်ဖြစ် ောမိသားစုဘယ်လိုပဲဖြစ်ကြစကားကိုတေချာနားထောင်တတ်တဲ့အလေးချင်းအဲ့တော့နားထောင်တယ်ဆိုတာကဘယ်လိုစိတ်နဲ့နားထောင်သူပြောနေတာမမြန်ပြီးရင်ကောင်းမငါပြောချင်နေပြီဆိုမရတော့အဲ့ဒါဆိုနားထောင်လို့မရဘူးသူပြောနေတာကိုကိုကပါဇက်တာပိတ်ထားတာစိတ်ကြီးကပြောနေတယ်အဲ့စိတ်ကြီးကပြောနေတာရှိနေရင်သူပြောတော့တကယ်မကြဘူးအတန်ကိုတော့ကြားတယ်နော်အဲ့တော့ လူတယောက်ပြောကျင်တဲ့စကားရဲ့အဓိပ္ပာယ်ကစကားလုံးလောက်ညံ့မဟုတ်ဘူးနော်သူ့အတန်တုံးဒီပြောတဲ့တုံးမှာသူ့မျက်နှာအမူအရာနှာခမ်းကပြုံးလာလားမဲ့လာလားဝန်းနေတဲ့လူတယောက်စကားပြောရင်ကြည့်ပါသူ့မျက်လုံးနဲ့နှာခမ်းကဘယ်လိုဖြစ်လဲဝန်းနေတဲ့အမူအရာကြီးသူ့ရဲ့နော်ဒေါသဖြစ်နေတဲ့လူတယောက်စကားပြောတဲ့အခါနားထောင်သူ့မျက်လုံးနဲ့သူ့နှာခမ်းအမူအရာဒေါသအမူအရာပေါက်အဲ့တော့ ဒီဟာတွေအကုန်လုံးပေါင်းပြီးမှအတိတ်ပဲဆိုတာကိုကောက်ရတာ